မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ April 26ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့အကြမ်းဖက်ဒုစစ်ခေါင်းဆောင်ဆိုးဝင်းဟာ April 26ရက်နေ့ကနေစတင်ပြီးနေပြည်တော်မှာရုံးပြန်တက်နေပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် April 3ရက်နေ့ကနေစတင်ပြီးတော့လူမြင်ကွင်းကနေပြောက်ကွယ်နေတဲ့အကြမ်းဖက်ဒုစစ်ခေါင်းဆောင်ဆိုးဝင်းဟာမွန်ပြည်နယ်အရှိတောင်တိုင်းစစ်ဌာနချုပ်အတွင် drone နဲ့တိုက်ခိုက်ခံရမှုကြောင့်ဒဏ်ရာရရှိခဲ့ရာက စေကူတမှုခံယူပြီးတဲ့နောက်မှာရုံးပြန်တက်နေခြင်းဖြစ်တယ်လို့သိရပါတယ်လက်ရှိအချိန်အထိစေကောင်စီရဲ့အခမ်းအနားများကိုဒုစစ်ခေါင်းဆောင်ကတက်ရောက်ခြင်းမရှိသေးပဲလူမြင်ကွင်းကနေပြတ်ကွင်းနေတာဟာ26ရက်ရှိလာပြီဖြစ်တယ်လို့သိရပါတယ်ဧပြီလ26ရက်နေ့မှာရုံးပြန်တက်နေပါတယ်အလုပ်တွေအကုန်ပုံမှန်ပြန်လည်စတင်နေပြီလို့သိရပါတယ်လို့နေပြည်တော်စစ်ဘက်သတင်းအရင်းမြစ်ကပြောကြားထားပါတယ်အကြမ်းဖက်ဒုစစ်ခေါင်းဆောင်ဆိုဝင်ဟာဧပြီလ9ရက်နေ့နဲ့ဧပြီလ10ရက်နေ့တွေမှာမော်လမြိုင်မှာရှိတဲ့အရှိတောင်တိုင်းစစ်ဌာနချုပ်မှာ drone နဲ့တိုက်ခိုက်ခံရမှုကြောင့်ပခုံးလက်နဲ့အယိုးအကျောဆိုင်ရာဒဏ်ရာများရရှိခဲ့ပြီးတဲ့နောက်ဒဏ်ရာများဟာပြန်လည်တက်တာလာခြင်းဖြစ်ကြောင်းသတင်းရရှိပါရယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်မြို့လှိုင်မြို့နယ်မှာရှိတဲ့စစ်ကောင်စီရဲ့ဗျူဟာမှုအဆင့်အများရှိအထိုင်ချတပ်ဆွဲထားတဲ့စစ်ကောင်စီတပ်တုပစ္စည်းစက်ရုံကိုအဝေးထိန်းမိုင်းနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်အေပီလ28ရက်နေ့ည9:00ကျော်အချိန်မှာ အဲ့ဒီစက်ယုံကိုတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့ရန်ကုန်အနောက်ပိုင်းခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့အတူလှိုင်မြို့နယ်ပကဖနဲ့ရန်ကုန် Victory Force တို့ကလည်းပူးပေါင်းပါဝင်ခဲ့ကြောင်းထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။ပောက်ကွဲမှုဖြစ်တဲ့အချိန်မှာအတန်အကျယ်ကြီးကြားလိုက်ရပြီးတော့တချို့တိုက်ခန်းတွေမှာတုံခါမှုတွေခံစားခဲ့ရတယ်လို့ဒေသခံတွေကပြောပါတယ်။ဒန်အိုးစန္ဒာကွဲချက်ကတော့အနီးနားမှာရှိတဲ့တိုက်တွေကနေမိကိုအလုံးလိုက်ပါဝိုက်တက်လာတာကိုမြင်လိုက်ရတယ်။အနီးနားကတိုက်တွေအိမ်တွေဆိုရင်ငလျင်လှုပ်တယ်လို့မျိုးတုံသွားတာပဲလို့ဒေသခံပြည်သူတို့ကပြောဆိုထားပါတယ်။ ပောက်ကွဲမှုဖြစ်ပွားပြီးတဲ့နောက်မှာဘာတာအုတ်ချင်းပတ်ဝန်းကျင်မှာစစ်ကောင်စီတပ်တွေကစစ်ဆဲမှုတွေပုံမှုပြုတ်လောက်ခဲ့တယ်လို့သိရပါဗျ။ရန်ကုန်အနောက်ပိုင်း KI ပကဖဟာရန်ကုန်အာမီနဲ့အတူအာနာရှင်ကိုစန့်ကျင်တိုက်ခိုက်မှုတွေပြုတ်လောက်နေကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ရခိုင်ပြည်နယ်မောင်တော်မြို့မြောက်ပိုင်းမှာတည်ရှိတဲ့ကြီးကန်းပြည်နယ်ကြားဆောင်ဌာနချုပ်အပါအဝင်လှဖိုးခေါင်ပြင်းဖြူနယ်ကြားဆောင်စခန်းများကိုအေပီလ28ရက်နေ့မနေ့ကစတင်ပြီးတော့ အရခတ်တက်တော် AA က drone များနဲ့စတင်တိုက်ခိုက်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဒေသခံတအူးကမနေ့ကမနက်7:00နာရီကျော်မှာပြင်ဖြူစခန်းကို AA ဘက်က drone နဲ့ဘုံတလုံးချတယ်တော်တော်လေးကိုအတန်ကျဲကျဲလောင်လောင်ထွက်ခဲ့တယ်နေ့လယ်ပိုင်းမှာတော့နောက်ထပ်ဘုံနှလုံးထတ်ချတယ်ညနေပိုင်းမှာတော့လှဖိုးကောင်နဲ့ကြီးကန်းမြေကိုဇက်တိုက် drone နဲ့ဘုံကျဲချတိုက်ခိုက်နေတယ်လို့ပြောကြားခဲ့ပါတယ်အဲ့ဒီစခန်းများကိုအလံဖြူထောင်းလက်နက်ချဖို့အတွက်ရာဇသံပေးထားပြီးတော့လက်နက်ချရန်ငင်းဆန်နေရာကနေပြီးတော့အခုလိုမျိုး ဒရုန်းများနဲ့ဘုံကျဲချတိုက်ခိုက်နေခြင်းဖြစ်နိုင်တယ်လို့၎င်းဒေသခံကပြောပြခဲ့ပါတယ်။မောင်တော်မျိုးနဲ့မိုင်အနေငယ်သာကွာဝေးတဲ့ကြီးကန်းပြင်းနယ်ကြားဆောင်ဌာနချုပ်ကိုချိန်ချောင်းနခခခွနဲ့ကိုတိမ့်ပိုက်ပြီးတဲ့နောက်ပိုင်းကဆပြီးတော့အရခတက်တော်ကဝိုင်းရံပိတ်ဆို့ထားပြီးတော့အဲ့ဒီဌာနချုပ်စကန်းဟာမောင်တော်နဲ့အဆက်အသွယ်များပြတ်တောက်နေတယ်လို့သိရပါတယ်။ကျွန်တော်တို့ကြားတာကကြီးကန်းပြင်းနယ်ကြားဆောင်ဌာနချုပ်ကလက်နက်ချမယ်ဆိုပြီးအစပိုင်းကကြားပါတယ်။အခု drone နဲ့ AA ကတိုက်နေတယ်ဆိုတော့လက်နက်ချဖို့ဖိအားပေးတာလည်းဖြစ်နိုင်တယ်။ ်မဟုတ်ရင်တော့စက်တိုက်တော့မယ်အနေထားလည်းဖြစ်နိုင်ပါတယ်လို့တခြားဒေသခံတအုပ်ကပြောကြားထားပါတယ်အရခတက်တော် AA ဟာမောင်တော်မြို့နယ်မြောက်ပိုင်းမှာရှိတဲ့စစ်ကောင်စီနယ်ကြားဆောင်စခန်းများနဲ့စစ်ဗျူဟာစခန်းများဖြစ်ကြတဲ့ဒုံညိုတောင်ပြိုလဝဲနဲ့လက်ရအောင်တပြေကြောင်တပြေခမောင်းစိတ်တမန်းသာကျင်းချောင်း24ဗျူဟာကျင်းချောင်းနာခခခွနဲ့ငခုရရွံ့ညိုတောင်စတဲ့စခန်းများအားလုံးကို အပိသက်တိမ့်ပိုက်ခဲ့တယ်လို့သိရပါတယ်။ကြံရှိနေသေးတဲ့ကမ်းမြေနယ်ကြားဆောင်ဌာနချုပ်အပါအဝင် လှဖိုးခေါင်ပြင်ဖြူမောင်တော်မြို့၄မိုင်အခြေဆိုင်နယ်ကြားဆောင်တပ်ဖွဲ့ခွဲနခခနှစ်တို့ကိုလည်းအရခတက်တော်အေအေကဆက်လက်ပြီးတော့ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့သိရပါဗါးမောင်တော်၄မိုင်အနီးမှာရှိတဲ့ထမင်းဆိုင်များမှာလည်းတိုက်ပွဲများကြောင့်နေရာပြောင်းရွှေ့ရတော့မှာဖြစ်ကြောင်းကိုဈေးတွေကပြောဆိုထားပါဗါးဈေးရောက်တဲ့အမျိုးသမီးတဦးကတော့ကျမတို့ဈေးဆိုင်ရောက်ပြီးတော့အသက်မွေးနေကြတဲ့သူတွေပါအခုလက်ရှိမှာတော့ဘလို့မှဈေးဆိုင်ရောက်လို့အဆင်မပြေတော့ဘူးဆိုင်ရှိမှာလက်နက်ကြီးလာကြတယ်ဒရုန်းနဲ့လာချတော့လဲဆိုင်အနီးမှာကြတယ် လူနေထိုင်မှုဘလို့မှအဆင်မပြေတော့လို့ပါလို့ပြောဆိုခဲ့ပါတယ်။မောင်တော်မြို့နယ်မှာရှိတဲ့နေကြားဆောင်စခန်းများဖြစ်ကြတဲ့နေမြေ6ပြင်ဖြူစခန်းနဲ့နေကြားဆောင်တပ်ဖွဲ့ခွဲနခခ30လှဖိုးခေါင်စခန်းနဲ့အမှတ်1ကြီးကန်းပြင်ကုတ်ကဲရေးဌာနချုပ်အား အရခတ်တက်တော် AA ကအချိန်မရွေးထိုးစစ်ဆင်တိုက်ခိုက်နိုင်တဲ့အနေအထားမှာရှိနေတယ်လို့သိရပါတယ်။အလားတူပဲဘူတီတောင်မြို့နယ်မှာရှိတဲ့စစ်ဗျူဟာကိုကဲမှုဌာနချုပ်အပါအဝင်တရင်တပ်ဖွဲ့များအားလုံးကိုအရခတ်တက်တော်က AB လ28ရက်နေ့ကနေစတင်ပြီးအပြင်းထန်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းချောင်းဦးမြို့နယ်မုံရွာချောင်းဦးလမ်းပေါ်မှာအကြမ်းဖက်စစ်ကောင်စီရဲ့ရင်တန်းကိုမိုင်းဆွဲတိုက်ခတ်ရာစစ်ကားတစ်စီးပျက်စီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဧပြီလ28ရက်နေ့မနက်7:40မိနစ်အချိန်မှာချောင်းဦးမျိုးကနေစစ်သားတချို့ကိုတင်ဆောင်ပြီးတော့မုံရွာဘက်ကိုထွက်လာတဲ့စစ်ကောင်းစီရင်တန်းကိုအသင့်ထောင်ထားတဲ့မိုင်းပွိုင်ပေါ်အရောက်ပရိသာမိုင်းနှလုံးနဲ့ဖောက်ခွဲတိုက်ခဲ့ရာကားကိုထိမှန်ခဲ့ပြီးတော့ထိုးရက်သွားတယ်လို့သိရပါတယ်။အဲ့ဒီနောက်မှာတော့စစ်ကောင်းစီကမိုင်းစာထိမှန်ပြီးတော့ပျက်စီးသွားတဲ့ကားကိုမိနစ်30ခန့်အကြာမှာပြန်လည်ပြင်ဆင်ပြီးတော့ မုံရွာဘက်ကိုဆက်လက်ထွက်ခွာခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုနဲ့ပတ်သက်ပြီးတော့အကြမ်းဖက်စစ်ကောင်စီတပ်သားထိခိုက်ဒိတ်ဆုံးမှုကိုတော့စုံစမ်းနေသေးဖြစ်တယ်လို့သိရပါတယ်။ဒါ့အပြင်မနေ့ကမွန်လွယ်2:48မိနစ်အချိန်မှာသခိုင်းမြို့တပ်မ33ကနေထွက်ခွာလာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများစီးနင်းလိုက်ပါလာတဲ့ဖောကား5စီးကိုပရိသာမိုင်း3လုံးတပွတ်2လုံးတပွတ်တို့နဲ့ဖောက်ခွဲတိုက်ခတ်ခဲ့ရာကားတစီးပျက်စီးသွားပြီးတော့အကြမ်းဖက်စစ်ကောင်စီတပ်သားတွေထိခိုက်ဒိတ်ဆုံးမှုရှိနိုင်တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုများကို မုံရွာခရိုင်အမှတ်7တရင်ဖြစ်တဲ့ People's Defense Force South မုံရွာတပ်ခွဲ3တပ်စု2 Youth Vigor Revolution Force နဲ့မုံရွာခရိုင်တရင်7တပ်ခွဲ2 Black Hunter People's Task Force တို့ကပူးပေါင်းပြီးတော့တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးအကြမ်းဖက်စစ်ကောင်စီတပ်သားတွေဘက်ကလက်နက်ကြီးလက်နက်ငယ်များနဲ့ရန်တပ်ပစ်ခတ်ခဲ့တော့လေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိကိမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသတင်းရရှိပါရယ်ခင်ဗျာ ဆက်လက်ပြီးတင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်မြို့နယ်မန္တလေးမြို့တွေမှာစစ်မှုထမ်းအပတ်စဉ်နှစ်အတွက်တပ်သားတဲ့အဖြစ်နဲ့လူငယ်တချို့ကိုဖမ်းဆီးခံရမှုတွေရှိနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဧပြီလ28ရက်နေ့ည7:00နာရီခွဲအချိန်မှာလိုင်သာမြို့နယ်အနောက်ပိုင်းပေါ်ဆမ်းမွေးငါးလမ်းမှာနေထိုင်တဲ့အသက်18နှစ်အရွယ်မောင်တီဟာထွန်းဟာလမ်းထိပ်မှာထိုင်နေတဲ့အချိန်စစ်တပ်နဲ့ရဲများကရောက်ရှိလာပြီးတော့စစ်သားတဲ့အဖြစ်နဲ့ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ရက်ွက်နေပြည်သူတချို့ကပြောပါတယ်။ မိကလည်းမလာတော့ကလေးတွေကလမ်းထိပ်မှာထွက်ထိုင်နေတာပေါ့အဲ့ဒါကိုစစ်တပ်နဲ့ရဲကဖမ်းဆီးသွားတာပါ အသက်၁၈နှစ်အရွယ်မောင်တီဟာထွန်းကိုမနေ့ကည၈နာရီခွဲမှာဘာလုပ်နေတာလဲလို့မေးပြီးတော့စစ်ကားပေါ်တင်ပြီးတော့ဖမ်းသွားတာပါလို့ဒေသခံပြည်သူတို့ကပြောဆိုထားပါတယ်အလားတူပဲရန်ကုန်တိုင်းကွန်းချံကုန်းမြို့နယ်တောချောင်းကြက်ခတ်ကျေးရွာမှာအုတ်ချုပ်ရည်မှုထေးအောင်က လူငယ်တွေကိုစစ်မှုထမ်းရမယ်ဆိုပြီးတော့စစ်မှုတန်းအပတ်စဉ်နှစ်အတွက်ကျေးရွာကလူငယ်အယောက်20ခေါ်ယူมาဖြစ်တယ်လို့ပြောဆိုထားပါတယ် စစ်မှုထမ်းဖို့အတွက်မဲနိုင်မှာဖြစ်ပြီးထွက်ပြေးတဲ့သူတွေလည်းများပြားနေတယ်လို့သိရပါတယ်။အုတ်ချုပ်ရည်မှုထေးအောင်ကလူငယ်များကိုချိမ့်ချောက်အချက်ကင်မှုတွေဖြစ်ပေါ်နေတယ်လို့သိရပါတယ်။အလားတူပဲရန်ကုန်တိုင်းတန်လျယ်မြို့နယ်စစ်ဆေးဂိတ်မှာမနေ့ကမွန်လယ်နှစ်နာရီခန့်အချိန်ကရန်ကုန်ခရမ်းခရီးသည်တင်ကားပေါ်ကအသက်18နှစ်အရွယ်မိန်းကလေးတဦးနဲ့အသက်20အရွယ်အမျိုးသားတဦးတို့ကိုစစ်ကောင်စီကစစ်ဆေးမေးမြန်းပြီးတော့ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့သိရပါတယ်။လူငယ်လေးတွေကဘယ်ကလာလဲလို့မေးတော့ပြင်းဥလွင်ကလာတယ် ခရမ်းမြို့နဲ့အေးမွန်ရွာကိုသွားမယ်လို့ဖြေလိုက်တယ်အဲ့ဒါကိုဘာမှမပြောတော့ဘဲနဲ့ဖမ်းသွားတာတန်လျင်တရားဂိတ်အကျော်စစ်စေးဂိတ်မှာဖမ်းတာပါလို့မျက်မြင်တွေ့ရှိတဲ့ခီးသွားပြည်သူတို့ကရှင်းပြထားပါတယ်အလားတူပဲမနေ့ကမန္တလေးမြို့ချမ်းရည်သာဆန်မြို့နယ်လမ်း90လမ်း30ကိုလုံးဒဂါဖျားအနီးမှာဩဂုတ်လပိတ်ဆိုင်မှာထိုင်နေတဲ့အမျိုးသား9ဦးကိုစစ်ကောင်စီကရုတ်တရက်ဝေရောက်ဖမ်းဆီးသွားပြီးတော့ဖမ်းဆီးခံရတဲ့သူတွေရဲ့မျက်နှာတွေကိုအဝိမဲတွေနဲ့ဖုံးအုပ်ပြီးတော့ဖမ်းဆီးသွားတယ်လို့သိရပါတယ်ဒါ့အပြင် စစ်မှုထမ်းအပတ်စဉ်နှစ်အတွင်းမန္တလေးမြို့မှာလူငယ်များကိုမဲနိုင်ကြရတဲ့မဲပေါက်တဲ့သူများမဖြစ်မနေစစ်တင်တန်းတက်ရမှာဖြစ်ပြီးတော့စစ်တင်တန်းတက်ရောက်မဲ့သူမရှိဘဲလူငယ်တွေထွက်ပြေးပါကလမ်းပေါ်ကလူငယ်တွေကိုဖမ်းဆီးပြီးတော့စစ်ထဲသွင်းခိုင်းနေတယ်လို့မြို့နယ်စစ်ကောင်စီအဖွဲ့ဝင်တွေကရက်ွက်အုပ်ချုပ်ရေးအဖွဲ့များကိုဖိအားပေးပြောဆိုနေကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတော့ Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။